ေးကွက်တွင်မှရှိတဲ့သုံးစွဲရံမတဲ့အလှကုန်တွေကိုထိတိယောက်အေးယူနိုင်မို့အလှကုန်ပစ္စည်းဥပဒေထွက်ရှိဖို့လိုအပ်နေပြီးလက်ရှိမှာတော့ဒီဥပဒေမရှိတဲ့အတွက်ကြောင့်အေးယူမှုတွေကထိရောက်မှုရှိတဲ့တလောက်မရှိဖြစ်နေတယ်လို့မြန်မာနိုင်ငံစားသောက်နဲ့ဆေးဝါးကုကေဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာသစင်ရီလိုင်းကပြောပါရယ် ဈေးကွက်တွင်မှာသုံးဆွဲရမသိင့်ကျင်ညာထားတဲ့အလောက်ကုန်အများစုဟာသုံးဆွဲသူတွေရဲ့တောင်းဆိုမှုကြောင့်ဆက်လက်ရှိနေရတာဖြစ်ပြီးဒီလောက်ကုန်တွေပပျောက်ဖို့ပြည်သူတွေရဲ့အသိပညာရှိမှုအပိုင်းမှာလိုအပ်မှုတွေရှိနေသေးတယ်လို့ဒေါက်တာသစင်ကြီးလိုင်ကအခုလိုပြောပါရယ်။ တွင်းတဲ့လူတွေကလည်းတွင်းနေကြတယ်။စိုင်မရောင်းနေတဲ့လူတွေကလည်းရောင်းနေကြတယ်။ပြည်သူလူထုကလည်းတုံးနေကြတယ်။ဆံမတို့ကအခုပြောသလိုပေါ့ခုနပြောသလိုပဲဈေးကွက်ကိုလိုက်ပြချင်လိုက်တယ်ပစ္စည်းတွေကိုထွေးလို့နေရာတွေကိုမရောင်းအောင်လိုချင်ကြထားတယ်လေဈေးကွက်မှာမတင်နဲ့တော့ဆိုတော့အဲစိုင်သမားတွေကပြောလို့ဆိုတော့တုံးတဲ့လူတွေကဟာကျမတို့တုံးတာအရန်ကောင်းတာပဲအဲတုံးချင်တယ်တင်ပေးပါရောင်းပေးပါဆိုလို့သူကတင်ရအောင်ဆိုဒါလည်းလူထုပညာသိပညာငယ်ပါမှုတစ်ခုပဲပေါ့နော်အဲ့လိုပေါ့ဆိုတော့အဲ့တော့ဆံမကတော့ဟိုအမြဲပြောနေကြတယ်ပြောရရင်တော့အပေါ်ကနေလာတဲ့အတိုင်းတင်တင်းနဲ့ရောင်းနဲ့တကြောင်လူထုတွေတော့ရောက်တယ်လူထုကတော့ဆိုတယ်ဆိုတော့လူထုကမတုံ ဆွဲပဲနဲ့တင်းနေရှိရှိနဲ့မတုံးဆွဲလို့ဆိုလို့ရှိရင်တို့ကိုမတုံးတို့မဝဲလို့ဆိုရင်ဈေးကွက်မှာဒီပစ္စည်းကတင်ရောက်စရာအကြောင်းမရှိတော့ဈေးကွက်မှာကုတ်ပစ္စည်းကိုဈေးကွက်မှာဆိုင်ရံမှာတင်ပေးမှာမရှိဘူးဆိုလို့ရှိရင်တင်သွင်းလာတဲ့လူကလည်းတင်သွင်းလာလို့မရတော့အဲ့လိုမျိုးလေပေါ့အခုဟိုအပန်ဒေါင်းလေးပြန်ပြီးတော့ဥပက္ခထိမ့်သိမ့်ဖို့ပဲလိုအပ်တယ်လို့ဆိုဆက်ပါစစေးတွေ့ရှိတဲ့သုံးဆွဲရမသိတဲ့အလောက်ကိုအများစုမှာတရုတ်၊ထိုင်းစတဲ့ဘာသာများနဲ့ထုတ်လုပ်တဲ့ပစ္စည်းတွေဖြစ်ပါတယ်။မှတ်တမ်းတင်ထားတဲ့အလောက်ကုန်ပစ္စည်းတွေရဲ့အရေးသွေးပိုင်းစမ်းစစ်ပုံနဲ့ ဆက်ဆဲတွေ့ရှိတဲ့မှတ်တမ်းမတင်ထားတဲ့အလောက်ကုန်တွေကိုအေးအေးယူမှုအပိုင်းတွေကိုဒေါက်တာသစင်ဤလိုင်းကအခုလိုပဲဆက်ပြောပါရစေ။ မတန်းလာတဲ့အခါမှာဆရာမတို့ကအဆယ်နိုင်ငံနဲ့အားလုံးရဲ့သဘောတူညီချက်ရဆိုဆရာမတို့ကမတန်းလာတဲ့ဆရာဒီပစ္စည်းကိုဒီကုမ္ပဏီကဒီပြည်ရင်းစက်ကတည်းကရောင်းနေပါတယ်ဆိုတာမတန်းလာတဲ့ဆရာမတို့ကအဲ့ဒါမတန်းလာတဲ့ process တွေက registration မှတ်ပုံတင်လို့မကျေပြဘူးလိုအပ်တဲ့ဆရာဆရာလည်းနည်းတယ်ပြီးတော့ဆရာမတို့ကအဲ့ဒါမတန်းတင်ထားလိုက်တာမတန်းတင်ထားတဲ့ကြောင့်ခုနဆရာမပြောတော့ဈေးကွက်မှာဆရာမတို့စစ်တဲ့အခါကျတော့ရှိရင်ဒီလိုမျိုးလားမတန်းတင်ထားတဲ့ပစ္စည်းတွေရောမတင်ထားတဲ့ပစ္စည်းတွေဆရာမတို့အကုန်စစ်တဲ့ဆိုတာအဲ့ဒီမှာစစ်တာစစ်တဲ့အချိန်မှာ စစ်တော်ဆံမတော်မတိုက်တက်ထားတဲ့ပစ္စည်းတွေမှာဒီကတော့အခုထိတော့လက်ရှိမှာဆံမတော်မတွေ့သေးပါဘူးဒီကတော့မတိုက်တက်ထားတဲ့ပစ္စည်းတွေမှာဆံမတော်တခုခုမကောင်းတာတွေ့ခဲ့ရဆိုလို့ရှိရင်ဆံမတော်အဲ့ဒီမကောင်းတာပစ္စည်းတွေ့တဲ့ပစ္စည်းကိုနောက်ထပ် batch တွေကိုထပ်ပြီးစစ်တယ်စစ်လိုက်လို့မဟုတ်ဘူးဒီ batch တစ်ခုကမကောင်းတာတွေ့ရဆိုလို့ရှိရင်ဆံမတော်ကဆံမတော်မှာလာပြီးတင်ထားတဲ့ကုမ္ပဏီကိုခေါ်ပြီးတော့ပြောတယ်ဒီ batch ကိုစစ်ရတယ်တကယ်တော့တိတ်မှာပါလားဆို တော့ပြဿနာကသေးတာပေါ့တကယ်နော်ဟိုပြန်ပြီးတော့လဲ record ပြန်လုပ်လို့ရတဲ့အနေထားလွယ်တာပေါ့နော်အဲ့လိုမဟုတ်ပါနဲ့ဆက်မလို့ဆက်မတန်းလာမတင်ထားတဲ့ပစ္စည်းကြတဲ့အခါကျတော့ဆက်မတို့ကဈေးကွက်ကလည်း website လောက်လို့မကောင်းတာတွေ့ပြီဆိုတော့ဘုသူအကြောင်းကြားမှန်းလာလည်းမသိဘူးဒီတော့ဆက်မတို့ကဒေတာနဲ့ဆက်ပြီးကြော်ညာလိုက်ရတာပေါ့နော်ဈေးကွက်ကပစ္စည်းကိုကိုယ်ကိုယ်ပါကိုယ်ပဲကိုယ်ရဲ့တိုင်းဒေတာကြီးကြီးနေ FTA တွေကနေပစ္စည်းတွေကိုသိမ်းပြီးတော့ဖြည့်စီရတာ အလောက်ကုန်ပစ္စည်းတွေကိုတားမြစ်ထိန်းချုပ်နိုင်မဲ့မြန်မာနိုင်ငံလောက်ကုန်ပစ္စည်းဥပဒေကိုမြန်မာနိုင်ငံအစားတောက်တဲ့စေဝါကုတ်ကဲဦးစီးဌာနကဦးဆောင်ပြီးမြန်မာနိုင်ငံလောက်ကုန်တည်တဲ့ပူးပေါင်းပြီးတော့အလောက်ကုန်ပစ္စည်းဥပဒေရေးဆွဲရေးကော်မတီဖွဲ့စည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့မြန်မာနိုင်ငံအစားတောက်တဲ့စေဝါကုတ်ကဲဦးစီးဌာနမှာမှတ်တမ်းတင်ထားတဲ့အလောက်ကုန်ပစ္စည်းပေါင်း900ကျော်ရှိပါတယ်။ ။လကုံပစ္စည်းဈေးကွက်တွင်မှာအလကုံအတူ90ရာခိုင်နှုန်းနီးပါးအထိရှိနေပြီးအထူးပပစ္စည်းတွေကြောင့်သုံးစွဲသူတွေမှာကန်ဆာရောဂါအထိဖြစ်ပွားနိုင်တယ်လို့သိရပါဗျ။